။ Assalamu alaikum wa rahmatullahi wa barakatuh ။ယနေ့ Hijri 1448ခု W Sunny 14ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့အင်္ဂါနေ့မှာ9မိနစ်တွင်အောင်မြင်ခင်ရဲ့တင်ကစားအမှတ်စဉ်1155ခုတင်ပြမှာဖြစ်ပါတယ်။ဒီနေ့ကတော့ Islam သာသနာတော်ကကာယအလပထိမ့်သိမ်းစောင့်ရှောက်ခြင်းနဲ့ပတ်သက်တဲ့အလတရားလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။အာဥဒုဘီလာဟီမီနရှယ်တောနီရရဂျီမ် لقد خلقنا الإنسان في أحسن تقويم بما دو دو لو شمي ها دو داغو أكون لون بونسان لا با تين دي زوا فانزين دو مو باري ربي دي أكاما دي لو داية جامعة تانشي مونة ألا أبا غو تين تين مو تون تين جد دي غولي بي أتا دو مو باري تانشي مو بو ألي تا جين إسلام تادنا رو غو جنرو ليلا جي دي أكاما إسلام تادنا رو ميا ما جنرو ميا قرآن نيما أدي လောရှမြတ်ကဝသီယဘကဖတ်တဟီရအသင်ရဲ့အင်ကြီးတွေကိုတန့်ပြန့်စင်ကြယ်အောင်အသင်လုပ်ပါဆိုပြီးတော့အမိန့်ရှိထားပါတယ်ကုရမဆလ္လာလ္လာဟီဆလမ်ကလည်းတန်ရှင်းစင်ကြယ်မှုဟာယုံကြည်ခြင်းရဲ့အစိတ်ပိုင်းဖြစ်တယ်ယုံကြည်ခြင်းရဲ့တဝက်ဖြစ်တယ်ဆိုပြီးတော့မှအတ္တဟုလို့ရှတ်တူလ်အီမန်လို့အမိန့်ရှိထားပါတယ်ဝုဇူပြုလုပ်တာ ရေချိုးတာကိုယ်ကရတန်ရှင်းမှုတာမကစိတ်ပိုင်းဆိုင်ရာဒီကိုပါတန့်စင်မှုတွေရရှိစေတဲ့လောက်ရက်တွေများစွာကိုအစ္စလာမ်က ကျွန်တော်တို့ကိုလမ်းညွှန်ထားပေးပါတယ်။နံပါတ်1အချက်ကတော့ကိုကာယကျမ်းမာရေးထိမ့်သိမ်းခြင်းဟာဘလောက်အရေးကြီးတယ်လဲဆိုတော့အခုကိုရမဆလ္လာလ္လဟ်အလိုင်းဆလမ်က "المؤمن القوي خير من المؤمن الضعيف" အလောရှမတ်ထံတော်မှာခွန်အားကောင်းတဲ့မူအမင်ဟာအားနည်းတဲ့မူအမင်ထက်ပုံမနစ်သက်ခံရတယ်လို့မိန့်ကြားထားပါတယ်။ဒီဟာဒီစ်တော်ဟာကိုကာယကျမ်းမာရေးကိုမှန်ကန်စွာထိမ့်သိမ်းဖို့အရေးကြီးကြောင်းညွှန်ပြနေတာဖြစ်ပါတယ်။နံပါတ်3ချက်ကတော့စားတောင်းမှုဆိုင်ရာညွှန်ကြားချက်တွေပါ။ကုရ်အန်ကျမ်းတော်မြတ်ထဲမှာ အတင်တို့ဟာစားတောက်ကြတောက်တုံးကြအပူမဖြုံးတိကြနဲ့ကုလူဝက်ရှရဘူဝလာတုစတီဖူဆိုပြီးတော့အမြင့်ရှိထားပါတယ်နောက်ထပ်အာယတ်တော်တစ်ခုမှာယာအယူဟလ်လဒီနာအာမနူကုလူမင်တိုင်ယဘာတီမာရဇကနာကုမ်ဝရှကူရူလ illah အင်ကွန်တုမ်အီယာဟူတာဘူဒွန်းအိုအီမရှင်အပေါင်းတို့အတင်တို့ကငါရှင်မြတ်ကြီးမြင့်ထားတဲ့အရာတွေကဟလာလ်တန်ပြန်စင်ကြယ်ပြီးတော့အာဟာရဖြစ်စေမဲ့အစာအသောက်တွေကိုစားသုံးကြပါလို့မိန့်ကြားတော်မူထားပါတယ် နံပါတ်၄ကတော့ဝိစားစင်ရမှုဆိုင်ရာလမ်းညွှန်ချက်တွေကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါ။အလောရှိမြတ်ကအိုအာဒမ်ယတ်အဒမီအပေါင်းတို့အတင်းတို့အဖို့ကိုခန္ဓာကိုဖုံးလွှမ်းတတ်တဲ့အဝိထေကို၎င်းအလတရားစင်ရရန်အဝိထေကို၎င်းငါရှင်မြတ်ကချင်းမြင့်ပေးသနာတော်မူခဲ့ပါတယ်လို့မိန်ကြားထားပါတယ်။ဆက်လက်ပြီးတော့ကုရမက်ဆလ္လာလာဟ်အလိုင်ဟိဆလမ်ကအင်နလ္လာဟာယူဟစ်ဘူအန်ယရာအသရနိမတ်တီဟီအလာအဘဒီဟီအလောရှိမြတ်ဟာမိမိချင်းမြင့်ထားတော်မူတဲ့အရာတွေရဲ့အလပါ မိမိရဲ့ကြည်ကျွန်ပေါ်မှာပေါ်လွင်ထင်ဟပ်နေတာကိုနှစ်သက်တော်မူပါတယ်။ဤကုန်းချုပ်ဆိုရမယ်ဆိုရင်အစ္စလာမ်သာသနာဟာကာယအလှပထိမ့်သိမ်းခြင်းကိုဘဝရဲ့အရေးကြီးတဲ့အစိပ်ပိုင်းဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါဟာအလောရှိမရဲ့အမိန်တော်ဆန္ဒတော်နေနဲ့အညီကျမ်းမာတန်ဆွမ်းပြီးတော့တန်ရှင်းလှပတဲ့ဘဝတစ်ခုဖြတ်တန်းဖို့အတွက်လမ်းညွန်ချက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလမ်းညွန်ချက်တွေကိုကျွန်တော်တို့ရဲ့ဘဝရဲ့အစိပ်ပိုင်းတစ်ခုအဖြစ်ပြုလုပ်ကြပါစို့လား။နောက်ပြီးတော့အလောရှိမထံတော်ပါကနေပြီးတော့လေအလ္လာဟ်မဂျာအလ်နီမင်တောဝါဘင် ဝဂျာအလ်နီမီနလ်မုတ်တာဟီရင်အိုရှမြကျွန်တော်မျိုးကိုတောဘာအမဝင်ချတောင်းပန်သူတွေတဲကနေပြီးတော့ပြုလုပ်ပေးသနာတော်မူပါကျွန်တော်မျိုးကိုတန့်တဲ့တန့်ပြန့်စင်ကြယ်အောင်လှုပ်ဆောင်နိုင်စွာပေးသနာတော်မူပါလို့လေဒူအာတွေတောင်းရမှာဖြစ်ပါတယ်အစ္စလာမုအလัยကွမ်ဝရဟမတူလာဟီဝဘရကာတူ